ကျွန်မဒီနေ့မပြောချင်လဲဆိုတော့ကြိုတင်ပြီးတော့ကျွန်မရင်တစ်ခါလဲပြောခဲ့ပြီးသားပါเนาะဒါပေမဲ့လေအခုပြန်ပြီးတော့မှနောက်တစ်ချိန်ပေါ့เนาะဒါထပ်ပြီးတော့မှပြောတာပါဒုတိယအချိန်လားတတိယအချိန်လားတော့မသိပါဘူးကျွန်မအရင်ပြောခဲ့ပြီးသားပါเนาะဘာလေးတွေတွေ့နေလဲဆိုတော့ကျွန်မတဲမှာလဲကျွန်မတော်တော်လေးကြည်နေနေတွေ့နေတယ်ရွှေစုစာအုပ်စုဖို့အတွက်ပြီးဆိုပြီးတော့မှကျွန်မတို့အရင်မဲတွေစုတယ်လို့ပဲခေါ်နေကြတာ နော်အာသူတို့ရဲ့စကားကတော့အဲတရွေးပဲဆူဆူနှစ်ရွေးပဲဆူဆူသုံးပြည့်မဲ့အတူတူပတ်စံလေးတွေဆူနှစ်ပတ်စံလေးတွေ9000တသိန်းသုံးပြည့်မဲ့အတူတူဒီမှာဆူလို့ရတယ်ရွှေဆစ်ဆောင်လေးလှုပ်ထားပေးမယ်ဆိုပြီးတော့မှဒီလိုမျိုးလေးတွေဒါရက်ွက်ထဲလေးတွေမှာအဲဒီလိုလေးတွေနဲ့လှုပ်ပြီးတော့မှ post လေးတွေတင်ပြီးတော့မှခေါ်နေကြတာလေးတွေတွေ့တယ် နော်ဆိုတော့ခေါ်နေကြတာလေးတွေ့တဲ့ခါကျတော့ကျမပြောပြချင်တယ်အဲ့ဒီအတွက်ကိုကျမအမြဲတမ်းပြောပါတယ်ကျမအင်းငယ်ပြောဆိုချက်တွေဟာလူတစုကကျမကိုမုန်းပါမယ်လို့ကျမပြောပြီးသားဒါပေမဲ့အဲ့ဒီမုန်းတာတွေကိုဂယုမဆိုင်ဘဲနဲ့မကြောက်ဘဲနဲ့ပြောတာဒီအများကောင်းစေချင်လို့ပြောတာပါနော်ဆိုတော့ကျမအတွက်ဒီစကားတွေမပြောလဲကျမကဘာမှမဖြစ်ဘူးဒီစကားတွေပြောလဲ ပြောရင်ဘာဖြစ်လဲဆိုတော့ကျမကိုလူမုံများတာပေါ့နော်မုံနေလူရှိတာပေါ့ဒီစကားတွေမပြောရင်ရောကျမကဘာဖြစ်လဲဆိုဘာမှမဖြစ်ဘူးနော်ပြောရင်ရောကျမကဘယ်သူကဘာဖြစ်လဲဆိုတော့ဘာမှမဖြစ်ဘူးနော်ဘာအကျိုးမှမရှိဘူးဒါပေမဲ့ကျမစကားအောင်နားထောင်လိုက်ရတဲ့သူတွေကတော့အကျိုးရှိသွားမယ်အဲ့တော့မုံညင်မုံလို့ရပါတယ်နော်မုံမုံညင်မုံလို့ရပါတယ်မုံမှာလွတ်လွတ်လပ်လပ်မုံလို့ရတယ်နော်ဆိုတော့ဘာဖြစ်တယ်လဲဆိုတော့အိမ်ရွှေစုစာအုပ်ကလေးတွေအဲ့တော့အရင်တော့ကကျမတို့မဲတွေဆိုပြီးမဲတွေစုကြတယ် အဲ့တော့ဘသူတွေအများဆုံးဆိုအမျိုးသမီးတွေပေါ့ရက်ွက်ထရအမျိုးသမီးတွေเนาะမဲတွေစုကြတယ်မဲတွေစုကြပြီးကျမတော်ပါပါတယ်ဘာဖြစ်လို့ရင်းနေတဲ့သူတွေလဲမပါပြီးပါအောင်ဆိုအဲ့လိုတွေပြောသူတို့ရဲ့ဟာတွေကလည်းကိုလည်းကိုလည်းနားမလဲသိလားဟာဘလိုတွေဘလိုတွေလီလံမဲတွေရောဘလိုစုမဲတွေရောဘာအများကျမနားမလဲကျမတော့ပုတ်ကိုရေးရပဲလူနဲ့ပဲပေါ့ကိုနဲ့ရင်းနေနေတယ်ဟာကိုလည်းပါပြီးပါအောင်ပူပူအားဖြည့်ပေးပါအောင်ဘာညာဆိုအိုးဘလိုပဲဖြစ်အကိုကတော့ငွေလိုတဲ့သူမဟုတ်ဘူးငွေလိုတဲ့သူမဟုတ်တဲ့ဟာဖြစ်တဲ့အတွက်ကြောင့်ကျမကတော့ပတ်ဆက်မယူဘူးရတယ် ကျွန်မကိုပတ်စံဟိုဟာမဖြစ်နဲ့အဲမပေးနဲ့ကျွန်မနောက်ဆုံးကြမှာပဲယူမယ်ထုတ်ထုတ်ထုတ်သူကျွန်မအမြင်လည်းမပေးချင်ဘူးသူများကိုအမြင်ပေးပြီးပတ်စံထုံရလောက်အောင်လဲကျွန်မငွေမလိုနေတော့နောက်ဆုံးမှယူမယ်ဒါဆိုရင်အမြင်ပေးစရာမလိုဘူးပေါ့ကျွန်မကူညီတာလေသူတို့တွေကပါမယ်ဆိုအဲ့လိုပဲထ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 ဲကိုလဲထုတ်မယ်ဆိုပြေးကိုထုတ်ခဏီးဆိုပြေးတယ်လားကိုထုတ်ခဏီးဆိုပြေးတိန်းထောင်ချီเนาะအဲ့လိုမျိုးရင်းနှီးတဲ့သူတွေပဲနှစ်ဦးသုံးဦးဒီလိုနဲ့ပါခဲ့တယ်ပေါ့เนาะအဲ့တော့ပါလဲဆိုတော့ဇရိတာပေါ့ကိုကျင်တရားပေါ့ အဲ့တော့အဲ့မဲတွေကတော့လူတွေကတော်တော်များများလဲခံပြီးသွားပြီးပြီးတော်တော်များများလဲအဲ့တော့အခုအဲ့မဲသမားတွေကပြေးကြရောအဲ့အချိန်မှာပြေးကြပြီးတော့မှတစ်နှစ်တန်တီးနှစ်နှစ်တန်တီးနဲ့ပျောက်သွားရောဟောပြီးလဲပြီးရောအာ ဘာမှမဖြစ်တော့တယ်လို့ပဲပြန်ပေါ်လာတယ်เนาะပြန်ပေါ်လာရင်ဒီဘက်ကပါသွားတဲ့သူတွေဒါဘုံမပြတ်တဲ့သူတွေအခက်ခဲဖြစ်သွားတဲ့သူတွေဒုက္ခရောက်တဲ့သူတွေ ਨੇ ဒါဖြစ်တယ်သူတို့ကအချိန်တစ်ခုလဲရောက်လဲရောက်ပေါ့သူတို့ကလိုင်းပေါ်မှာတထေးเนาะပြန်ပေါ်လာကြတယ်เนาะဆိုတော့ဒါလည်းအကုန်လုံးတည်ပြီးဖြစ်ပါလိမ့်မယ်အခုလာပြီနောက်တစ်မျိုးရွှေစုစာဟုတ်ဆိုပြီးတော့မှလာတယ်เนาะဆိုတော့ကျွန်မတိတိကြကြတစ်ခုပြောရရင်เนาะဥပဒေကြောင့်အရာလဲတရားမဝင်ဘူး နော်ရက်ဘတ်ထဲမှာရွှေစုစာအုပ်စုဖို့အတွက်ခေါ်နေတာတွေကဥပဒေကြောင့်ကပြောရမယ်ဆိုရင်တော့အဲ့ဒီဟာဒီတရားမဝင်ဘူးကျမတို့တွေကဒီရွှေဆိုတာတက်တူတွင်လိုင်စင်ရှိမှရွှေလုပ်ငန်းကလုပ်လို့ရတယ်နော်ကျမတို့ရှေးဆိုင်နေဖွင့်နေဆိုရင်ကျမတို့ကကြောင်မြလိုင်စင်တက်တူတွင်လိုင်စင်စသဖြင့်အဲစီပင်လိုင်စင်စသဖြင့်ဒီလိုမျိုးအစိုးရစီမှာလိုင်စင်နေဆောင်အခွန်နေဆောင်ပြီးတော့မှရွှေဆိုင်နေကျမတို့ရေဒနာဆိုင်နေဆိုတာဖွင့်လှစ်ထားရတာ နော်အဲ့တော့ဒီတိုင်းမဲ့ရက်ကွက်ထဲမှာဘာမှမဟုတ်ဘဲနဲ့လူတယောက်ကနေပြီးတော့မှကျမတို့တခါရင်အဲရွှေစုစာအုံးနဲ့စုလို့ရတယ်ဆိုပြီးတော့မှ ခေါ်နေတာတွေဟာတွေဥပဒေကြောင်အညာတရားမဝင်ဘူးနံပါတ်1အချက်သိထားဖို့ဥပဒေကြောင်ရတရားမဝင်မှုဒါဆိုရင်အဲ့ဒီလိုစုတဲ့သူတွေဟာတကယ်လို့ something wrong ဖြစ်လာရင်ဥပဒေရဲ့အကာအကွယ်ကိုမရနိုင်ဘူးဟုတ်ပြီနော် ဆိုတော့အဲ့တော့ကျမတို့ဒါဆိုရင်စိုင်းနေရရောဆိုတော့စိုင်းနေကသူကနှိရှီလာများစိုင်းနဲ့ကနားနဲ့ဖွင့်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့စိုင်းကြီးနေရတော့တာဝန်ယူမှုတာဝန်ခံမှုနဲ့ယွန်နိုင်စားနိုင်တဲ့ဟာသူ့ရဲ့နာမည်ဂုဏ်သတင်းဆိုတဲ့ဟာရှိတယ်နောက်တစ်ခါသူဟာတရားဝင်အစိုးရမှာအခွန်ဆောင်ထားပြီးသားလုပ်ငန်းလိုင်စင်တွေရှိထားပြီးသားအဲကျမတို့အာတရားဝင်လောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကိုတော့ကျမကတီးစားအနေနဲ့မပြောလို့ဘူး နော်ဆိုတော့အဲ့လိုမျိုးပြောရင်လည်းပတ်စံရှိတဲ့သူဘက်ကပါတယ်ပတ်စံမရှိတဲ့သူဘက်ကပါတယ်เนี่ยလာမပြောနဲ့ဒါဥပဒေကြောင်းအရာနဲ့ကျွန်မကတရားဝင်မှုတရားမဝင်မှုကိုပြောပြတာနော်ငွေရှိတဲ့သူဘက်ငွေရှိတဲ့မလူဘက်လို့မဟုတ်ဘူးအဲ့တော့ဒီလုပ်ငန်းကြီးတွေကစိုင်းကြီးတွေက လုတ်တယ်ဆိုရင် ကျွန်မတို့ကဒါနှစ်ရှီလာများထူထောင်သားရဲ့သူ့ရဲ့ brand image ကိုသူတို့တွေလွယ်ကူကူနဲ့မချိုးဖောက်ဘူးဒီအတွက်ကျွန်မတို့ကယုံကြည်လို့ရလောက်တဲ့အနေအထားမှာရှိတယ်။ Okay ဒါဆိုရင်ကျွန်မတို့ရက်ွက်ထဲကိုပြန်ဆင်းမယ်။ရက်ွက်ထင်းကနေရွှေစုဆောင်အောင်ဆိုပြီးတော့မှကျွန်မတို့လုပ်နေတဲ့သူတွေဘယ်မှလဲအာမခံချက်တခုခု something wrong ဖြစ်ရင်ဘယ်မှလဲအယုံအဆန်းဟုတ်တယ်နော် ဆိုတော့ရွှေစုလို့ရတယ် hot pot စားမယ်တူတူရွှေ9000မိုးလာစုလိုက်တရင်းလာစုလိုက်နှစ်ရင်းလာစုလိုက်သုံးရင်းလာစုလိုက်ဆိုပြီးတော့မှဒီလိုပဲဟုတ်ပြီကျွန်မတို့က9000စုမယ်တသိန်းစုမယ်နှစ်သိန်းစုမယ်သုံးသိန်းစုမယ်နော်ရွှေတရွေးရနေစုရင်း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 နဲ့ကဲတစ်နှစ်ပြည့်သွားပြီသူစီမှာကျွန်မတို့ကရွှေ3လေးချက်သာဖြစ်သွားပါပြီတဲ့ ကျမတို့ရွှေမယူထားသေးကိုပတ်စံပဲပေးထားတာလေ။ तू ကဒီပတ်စံကိုရွှေဝယ်ထားချင်လဲဝယ်ထားမယ်။ तू another business လုပ်ချင်လဲလုပ်မယ်။ तू တခုခုလုပ်ချင်လဲလုပ်မယ်။ Okay အဲ့ဒီအချိန်မှာကျမတို့ကကိုရွှေယူတော့မယ်ပေးတော့ငါရွှေပေးတော့ဆိုတော့မပေးနိုင်သေးဘူးဆိုရင်ဘာနဲ့တောင်းမှာလဲ။ဘယ်လိုတောင်းမှာလဲ။ဟုတ်လား။ကိုပတ်စံကိုသူများကိုအပ်ထားရတဲ့ကိစ္စအဲ့ဒီအတွက်ဘာမှ အကာအကွယ်မရနိုင်ဘူးအဲ့တော့ရက်ွက်ထဲဒီမှာရွှေစုစာအုပ်ရွှေစုစာအုပ်ဆိုပြီးတော့မှလုံနေတာတွေခက်စိတ်စိတ်တွေတွေ့လာရတယ်ဟိုခုနကစုမဲကိစ္စလိုပဲအချိန်တန်ရင်ပြီးသွားရင်မိမိမစားရမတော့ရချွေးနေစာတွေအလဟတ်တပါမယ်ဟုတ်ပြီလားစုကြမလားစုခြင်းကိုယ့်အိမ်မှာစုပုံးလုပ်ထားလိုက်ငါးတောင်ရွှေတရေးစာစုမယ်မလားအေးငါးတောင်စုပုံးနဲ့ကိုထည့်လိုက်တသိန်းလား တသိန်းစုပုံးနဲ့ကိုထဲလာနှစ်သိန်းစုစံလာနှစ်သိန်းစုပုံးနဲ့ကိုထဲလာအဲ့ဒါကိုပစ္စည်းကိုလက်ထဲမှာမြင်ရတယ်နော်အဲ့တော့ဆိုင်ကြီးတွေကရွှေဆိုင်ကြီးတွေကရွှေစုစာအုပ်လို့လောက်တာနဲ့ရက်ွက်ထဲဒီမှာပါရွှေစုစာအုပ်ဆိုတဲ့ကိစ္စပေါ်လာတယ်။အဲ့တော့ကျမတို့တိုင်းပြည်မှာမှန်တာပြောရင်လူမုံနဲ့နော်ကျမလည်းရွာပြင်ထွက်ရတော့မယ်။ရွာပြင်မှာကျမကလည်းအိမ်လေးအိမ်ကြီးအိမ်ကောင်းတလုံးကောင်းကောင်းတော့စောက်ထားမှရတော့မယ်။ဘယ်သူတွေပေါ်လိုက်မလဲရွာတယ်ဖို့နော်။ဆိုတော့လေအဲ့တော့ ဒီစုမဲတွေနော်နောက်တစ်ခါအခုရွှေစုစာအုပ်ဆိုပြီးနောက်တနည်းနဲ့ပေါ်လာပြန်တယ်ရွှေစုစာအုပ်တွေဒါရီယာတရားမဝင်ဘူးဘာမှ license လည်းမရှိဘူးနောက်တစ်ခါအပေါင်ခံတယ်ဆိုရင်တောင်မှလေကျမတို့ကဥပဒေတွေကိုသိဖို့လိုအပ်တယ်ကျမတို့အပေါင်ခံတယ်မဟုတ်လားကျမတို့ကအခုယေဒနာဆိုင်ပေါ့အခုကျမတို့ကနေသိအိမ်ပေါ့ယေဒနာဆိုင်ပေါ့နော်အပေါင်ခံတယ်ပေါ့အပေါင်ခံမယ်ကိုစီမှာပေါ့အပေါင်ခံမယ်ဆိုရင်ကျမတို့ကအပေါင် license မရှိဘဲနဲ့အပေါင်ခံလို့မရဘူး မြို့နယ်အပေါင်ဆိုင်ကတိသွားတယ်ဆိုရင်တရားစွဲလို့ရတယ်။သူကဒီမြို့နယ်မှာအမိန့်ရအပေါင်ဆိုင်ဆိုပြီးတော့မှအစိုးရကိုသူကအခွန်ပေးထားပြီးတော့မှသူကဖွင့်လှစ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီမြို့နယ်ထဲမှာအခွန်မယူပဲအခွန်မဆောင်မင်းနဲ့ဒီလိုမျိုးအပေါင်ခံတဲ့သူတွေကိုဒီအမိန့်ရအပေါင်ဆိုင်တွေကတရားစွဲလို့ရတယ်။နောက်တစ်ခါဥပဒေကြောင့်အညာတရားမဝင်မှု အပေါင်ခံစားလို့မရဘူးကိုကနားလည်မှုနဲ့သာအချင်းချင်းဒီလိုမျိုးလုပ်ကြတာလေနော်ဆိုတော့လေကျမတို့ကဥပဒေတွေကိုတည်တည်ငြိမ်ငြိမ်တည်ထားတော့မှဘယ်ဟာတော့ဖြစ်ကို့အတွက်အကာအကွယ်ရနိုင်တယ်ဘယ်ဟာတော့ဖြစ်ကို့အတွက်အကာအကွယ်မရနိုင်ဘူးဆိုတာသိရမှာအဲ့တော့ကျမတို့မြန်မာပြည်မှာအဲ့လိုမျိုးပြောရင်အဲဆဲမှာပေါ့နော်ဘာဖြစ်လို့ဆဲမလဲဆိုအဲ့လူဒန်းစားလုံနေတဲ့လူဒန်းစားတရက်ကကျမကိုမုံမှာပေါ့ကျမကိုဆဲမှာပေါ့ဂယုမဆိုင်ပါဘူးနော်ကျမကလေအဲ့တော့ခုနကပြောတဲ့စုမဲတွေကိုပစံသူများလက်ထဲပင်းရတာ ပြီးပြီးတာပဲเนาะမှန်ကန်နေဆိုတာအင်မတန်ရှားပါတယ်เนาะနောက်တစ်ခါခုနကပြောတဲ့ရွှေစုစာဟုတ်ကောဩနောက်ထပ်ပုံစံတစ်မျိုး ਨੇ ပေါ်လာပြီနောက်တစ်ခါမဲရောင်းတာအိမ်မဲကားမဲရောင်းတာတွေတရားမဝင်ပါဘူးเนาะအိမ်နေအိမ်ကဘလောက်မဲတမဲကိုတသိန်းနဲ့ရောင်းနေဘလွန်နောက်တစ်ခါကားမဲရောင်းနေချင်းနံပါတ်အတိုင်းမဲကားမဲရောင်းနေအဲ့တော့ချင်းတိုင်းတိုင်းတာပဲလीဟုတ်လား သုံးလုံးကနန်းကပေါင်မဲဆိုပြီးတော့မှကားမဲတွေလုတ်တယ်မလားတသိန်းတို့နှစ်သိန်းတို့သုံးသိန်းတို့ကျမတို့ချဲထိုးနှလုံးထွင်းအောင်မှကိုက900ဘိုးထိုးခြင်းထိုးလို့ရသေးတယ်တရာဘိုးထိုးခြင်းထိုးလို့ရသေးတယ်နော်တထောင်ဘိုးထိုးခြင်းထိုးလို့ရသေးတယ်သူကချင်းနံပါတ်အတိုင်းနဲ့ကားမဲတမဲကိုဝယ်လို့ရှိရင်သုံးသိန်းလန်ခရူဇာကြီးအဲ့ဒါချင်းရောက်စားတာပဲလीဟုတ်လားအဲ့ဒါချင်းရောက်စားတာပဲ အဲ့တော့ဘာလုပ်လဲဆိုတော့နလေးပလင်းနဲ့လုံနေကြတာတကယ်တော့ဓာတ်တွေကိုလည်းတက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေကတွင်တင်းတင်းကျပ်ကျပ်အေးအေးယူပေးဖို့လိုတယ်ကားမဲတွေလုံနေတဲ့သူတွေဒီစုမဲတွေလုံနေတဲ့သူတွေဘာဖြစ်လို့လဲဆိုတော့သူတို့ကလည်းကြားဖြတ်နေပဲဒါကြားဖြတ်နေလုံနေတာနော် သူများရဲ့ငွေကိုခေါင်းစဉ်ပေါင်းစုံနဲ့အိမ်မဲကြားဖြတ်မဲဒါလည်း နော်အိမ်မဲအိမ်မဲဆိုပြီးရောင်းထားတယ်နှစ်တေသာကြာသွားတယ်အဲ့ဒီမဲကမဖောက်ပေးလို့အဲ့တော့ तू ကအိမ်မဲကတိန်းသပေါင်းလို့သတ်မှတ်ထားတယ်ဆိုပါစို့ဒီမှာ तू မှတိန်း9000မဲရသေးလို့မဖောက်သေးဘူးအော် तू ကတိန်း9000တူလက်ထဲမှာရထားပြီးပြီလေ तू ကအေးအေးဆေးဆေးပဲဟုတ်လားမပြည့်သေးရင်မဖောက်သေးဘူးအဲ့တော့ကြားဖြတ်နေအဲ့တော့အစိုးရကလည်းဓာရီကိုလေတင်းတင်းကြပ်ကြပ်အေးယူပေးဖို့လိုတယ်လူတွေလည်းသိဖို့လိုတယ်ဒီတော့